ဘိုင်ယန်မြူနစ်အသင်းကြီးပြကော်မတီကချယ်ဆီအသင်းကနေအငားနဲ့လာရောက်ကစားနေတဲ့တိုက်စစ်မှုဂျက်ဆန်ရဲ့စွမ်းဆောင်ရိုးကာကွယ်မှုပြုလုပ်ခဲ့ပါတယ်။ကော်မတီကကျွန်တော်ဟာဂျက်ဆန်နဲ့ပတ်သက်ပြီးပြင်ပကအမြင်တွေနဲ့ကွဲပြားတဲ့အမြင်ရှိပေမယ့်သူ့ဂိုးနဲ့ငယ်ထပ်သွင်းနိုင်ခဲ့ရင်တော့အငင်းပွားရမယ့်အရာတွေရှိတော့မှာမဟုတ်ပါဘူး။သူဟာကျွန်တော်တို့ကိုအများကြီးကူညီပေးခဲ့ပြီးပြီလို့ကျွန်တော်ထင်ကြောင်းပြောခဲ့တာပါ။စီနီဂေါတိုက်စစ်မှုဂျက်ဆန်ဟာပြီးခဲ့တဲ့နွေရာသီပြောင်းရွှေ့မှာချယ်ဆီအသင်းကနေအငားနဲ့ရောက်ရှိလာပြီးတဲ့ကဝေဖန်မှုများများနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ဂျက်ဆန်ဟာဘိုင်မြူနစ်အသင်းအတွက်ပြိုင်ပွဲဆုံးကိုယ်ပွဲပါဝင်စားထား ပြီးဝန်ထက်လီကပြိုင်ပွဲမှာဘိုးပေါပျောက်ဆုံးနေပြီမဲ့ချန်ပီယံလိပြိုင်ပွဲမှာနှစ်ဂိုးအသွင်းယူကဘိုးပန်တီးမှုတစ်ချိန်ပြုတ်လောက်ထားတာပါဘိုင်မြူနစ်အသင်းဟာလက်ရှိချိန်မှာပြိုင်ပွဲ33ပွဲစလုံးအနိုင်ရထားပြီးအကောင်းဆုံးပုံစံရရှိနေပါတယ်ဘိုင်မြူနစ်အသင်းဟာ DS အိုလီစီနဲ့ဒီယာဒီဂို20အသွင်းယူထားတဲ့ဟာရီကိန်းတို့ကသာပွဲထက်လူစင်းမှာပုံမှန်အသုံးပြုတာကြောင့်ဂျက်ဆန်ဟာဂန်နာဘရီကာရိုနဲ့တူနေရာရဖို့ရှင်ပြိုင်နေရတာပါဘိုင်မနစ်ဒင်းနီပြကွန်မဏီကဘသူမှသူတို့ရဲ့နေရာအတွက်အာမခံချက်မရှိပဲလူတိုင်းကသူတို့ရဲ့ပွဲကစားချိန်မိနစ်တွေကိုစွမ်းဆောက် ီနဲ့ရောက်ရမှာဖြစ်တယ်လို့ပြောရပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာကိုလုံးသင်းတဲ့ဂျာမန်ဖလားပွဲစဉ်ပြီးရင်လေဗာကူဇင်သင်းတဲ့ဘွန်တက်လီက PSG သင်းတဲ့ချန်ပီယံလိပွဲကြီးပွဲကောင်းရှင်ပြန်ရမှာဖြစ်ပါတယ်။